Fever Club ဘောကက် Round 1 Palmeiras နဲ့ Porto PSG နဲ့ Atletico Madrid Botafogo နဲ့ Seattle Sounders မင်္ဂလာပါကိုကိန်းစတာဖုတ်ဘောရှူရတဲ့ကျူတူပါရကျွန်တော်ကိုကန့်ပါ FIFA Club World Cup round ပွဲစဉ်ဖြစ်တဲ့ပွဲ၃ပွဲကိုပွဲချုပ်သွင်းတဲ့ချက်လုတ်ပေးသွားကြပါတယ် FIFA Club World Cup ပြိုင်ပွဲဝင်နေတဲ့အသင်းတွေထဲမှာပရိသတ်ဟိုယင်းမိမှုမရှိတဲ့အသင်းတွေလည်းပါတယ်ပေါ့နော်ဒါမဲ့လည်းဒီပြိုင်ပွဲကအတွင်သစ်တံတန်းနဲ့ကျင်းပတဲ့အတွက်ပရိသတ်ကိုရေကုန်စေးလို့ရှာမှုအပြည့်ပေးမယ်လို့ထင်တယ်ကျွန်တော်တို့လေးလာစောင့်ကြည့်သင့်တယ်ပရိသတ်အများစုကတော့ကျွန်တော်ကြည့်ရသလောက် ဒီပြိုင်ပွဲပေါ်မှာအာယုံအပြည့်အဝမရသေးဘူးလားမသိဘူး။အုပ်စုပွဲစဉ်တွေဖြစ်တဲ့အခါကျတော့လေအာယုံမစိုက်တာဖြစ်ကောင်းဖြစ်နိုင်တယ်။ရှုံးထွက်အဆင့်ရောက်တဲ့အခါကျမှပရိသတ်အာယုံစိုက်သွားတဲ့ပုံစံမျိုးတွေလည်းကျွန်တော်မြင်ရမှာပါ။ကြည့်တော့ပါ။အဲ့တော့ FIFA Cup ဘောကပြိုင်ပွဲတွေမှာပရိသတ်အနေနဲ့အဓိကမှတ်မှာကံမဲ့အချိန်နေဗျ။ကံမဲ့အချိန်ကမနှက်ပိုင်းတွေဖြစ်တဲ့အတွက်ကြောင့်အမှတ်မှားနိုင်တယ်ပေါ့နော်။အခုကျွန်တော်သုံးသက်ပေးမယ်ပွဲ၃ပွဲကတနင်္လာနေ့မှာရှင်ပြိုင်ကစားမှာဖြစ်ပါတယ်အဲတနင်္လာနေ့လို့ဆိုတဲ့နေရာမှာ တနင်္ဂနွေနေ့ညဘက်ကစားမဲ့ပွဲတစ်ပွဲလည်းပါနေပါတယ်။အပွဲကတော့ PSG နဲ့ Atletico Madrid ပွဲပါတနာ yı ခွဲမှာရှင်ပြိုင်ကစားမှာပါ။ဆိုတော့တနင်္ဂနွေညတနာ yı ခွဲတနင်္လာနေ့မနက်တနာ yı ခွဲလို့ပြောလို့ရပါတယ်။အဲ့တော့တနင်္လာနေ့နောက်ထပ်ပွဲစဉ်တွေကမနက်9:00ခွဲမှာရှင်ပြိုင်ကစားမယ်ပွဲတစ်ပွဲ ထက်ရှိပါတယ်။အပွဲကတော့ Palmeiras နဲ့ Porto ပွဲဖြစ်ပါတယ်။နောက်ကြဆုံးပွဲကတော့မနေ့၈နာရီခွဲမှာရှင်ပြိုင်ကစားမယ် Botafogo နဲ့ Seattle Sounders ပါ။ဒီသုံးပွဲမှာပရိသတ်စောင့်ကြည့်ခြင်းမဲ့ပွဲက PSG နဲ့ Atletico Madrid ပွဲလို့တော့ကျွန်တော်ထင်တယ်။အုပ်စုစစ်ကံရတဲ့တော်နမန့်အသွင်သစ်တရံသစ်ဖြစ်တယ်။ Champions League နဲ့မတူညီတဲ့ခံယူချက်မျိုးစိတ်သက်ပိုင်းမျိုးနဲ့ကံရမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် taste အသစ်တစ်မျိုးတော့ရမှာပဲဗျာ။ အဲ့ဒါတော့သိကြတယ်။ Okay အဲ့တော့ဒီပွဲ၃ပွဲနဲ့ပတ်သက်ပြီးဘလို့အခြေအနေရှိလဲကျွန်တော်တို့ခန့်မှန်းလိုက်အောင်ပထမဆုံးပွဲတစ်ပွဲเนาะ PSG နဲ့ Atletico Madrid ဒီပွဲကတော့ပြိတ္တသဘောအကျဆုံးပွဲစဉ်တစ်ပွဲဖြစ်တာနဲ့အညီအားလုံးလည်းထပြီးကြည့်ကြမယ့်ပွဲစဉ်တစ်ပွဲလို့ထင်တယ်။အာရှရဲ့အကြောပေးမှုကိုကျွန်တော်အရင်စဆွေးနွေးကြည့်အောင်ဒီပွဲစဉ်မှာ PSG ကတည်ရင်အရှုံးပေးထားတယ်ဗျ။လက်ရှိ ချန်ပီယံလိပူပူနွေးနွေးချန်ပီယံကဒီလောက်ထိပဲအကျော်ပေးတတ်တာကိုကြည်ချင်းအဖြစ်ကျွန်တော်ရှင်းမှာပြောသလိုမျိုးပဲဒီတော်နမန့်အသစ်အတွက်ကစားသမားတွေနီးပြတွေရဲ့ခံယူချက်နဲ့စိတ်သက်ပိုင်းကဘလို့မှန်းမသိသေးလို့ဒီလိုအကျော်ပေးမှုပေးတာလက်ရှိအချိန်မှာ အမြင့်ဆုံးခြေသွမ်းတဲ့စိတ်တပိုင်းကိုရောက်နေတဲ့အသင်းအသင်းဒီတလုံး90ပျော်ရွှင်ခွင့်လောက်တော့ပေးတင်တယ်တီကောကဗျာဘာပြောအသင်းကောင်းတသင်းဆိုပေမဲ့ PSG နဲ့ရှင်မယ်ဆိုရင်ဒီအချိန်မှာအကြောပေးမှုအထက်မှာက PSG ကပုံပြီးပြင်းထန်တင့်တယ်လို့ကျွန်တော်ထင်တယ်တိုးပေမဲ့ဒီလောက်ကြောပေးမှုပဲပေးထားဖို့အရာတော့အဖွင့်ပွဲတွေမှာအဲ့လိုတသင်းတသင်းအသင်းတွေကထိန်းကန်ရင်တရေပွဲဖြစ်ဖို့များတဲ့အတွက်ကြောင့်လို့တော့ ကျွန်တော်ယူဆမိတယ်ဆိုတော့တူတယ်ကိုနဲ့တစ်ချက်ပြင်ချိန်ကြည့်အောင်၃ကိုတဝက်ပျော်ရွှင်ဝင်ပေးထားပါတယ်၃ကိုတဝက်ပျော်ရွှင်ဝင်ပေးထားတဲ့အတွက်ကြောင့်တူတယ်ကိုကတော့၃ကိုအများဆုံးဖြစ်နိုင်တယ်ပေါ့နော်2-1လို့ result မျိုးအဲဒါမှမဟုတ်လေ1-1လို့ result မျိုးစီးစီးကျွန်တော်တော့အဲ့လောက်ပဲထင်တယ် PSG နိုင်မယ်ဆိုရင်တော့မှဂိုးပြတ်ဖို့အတွက်မတိကြဘူးအုပ်စုပွဲစဉ်တွေဖြစ်တဲ့အတွက်ကြောင့်တပွဲမှလို့ရတယ်နောက်ကြံမဲ့ပွဲစဉ်တွေကိုဖြည့်ပြီးတော့ကစားသွားမယ်ဆိုရင် နောက်တစ်ဆင့်ကိုတက်လို့ရတဲ့အခြေအနေမျိုးဒါပေမဲ့ FIFA Club World Cup က နိုင်ပွဲတပွဲရောက်ရင်ပတ်စံအမောက်ဘလောက်ဆိုပြီးပေးထားတဲ့အတွက်ကြောင့်ကလပ်တင်းတွေကတော့မနိုင်နိုင်အောင်ကြိုးစားပြီးကစားကြမှာပါသို့သောတစ်ဖက်ကဒီဂိုဆိုင်မိုနီရဲ့ဒီအက်တလက်တီကိုမက်ဒရစ်ဖြစ်တဲ့အတွက်ကြောင့် PSG ခက်ရခဲစတော့ကစားမှာတည်ကြတယ်ဒါပေမဲ့ကျွန်တော်ကလေတခုဆိုရင်နာ လူးစ်အင်ရီဂေခံစစ်ကစားတာကောင်းတဲ့အသင်းတွေကိုဘယ်လိုကစားရမလဲတံပြန်ရင်ဆိုင်ရမလဲကောင်းကောင်းနားလဲသဘောပေါက်တယ်ချန်ပီယံလိဖိုင်နယ်တော့ကကျွန်တော်အင်တာမီလန်ကိုယုံကြည်မိတာဒါကအင်ရီဂေကိုအထင်သေးလို့မဟုတ်ဒါပေမဲ့အင်ရီဂေကစားတတ်တယ်ဗျအဲ့တော့ကျွန်တော်တစ်ဖက်မှာခံစစ်ချစ်လင့်မှုနဲ့အသားပေးပြီးကစားလာမယ်အတလက်တီကိုမက်ဒရစ်အသင်းကိုနိုင်ကောင်းနိုင်နိုင်တယ်ကျွန်တော်တော့တည်ကြဖို့တဲ့ဆိုင်ဒီပွဲစဉ်က PSG ကတ်နိုင်သွားမယ်လို့ထင်တယ်အဲ့တော့ကျွန်တော် PSG ကို handicap ပြအားပေးချင်ပါတယ်ခင်ဗျကျွန်တော်ကိန်းကနဲအချက်လက်လေးအနေနဲ့ပြောအောင် PSG ရဲ့ ခုနောက်ဆုံးကစားရတဲ့ပွဲစဉ်6ပွဲရဇက်က9ပွဲနိုင်ပြီးတပွဲပဲရှုံးထားတယ်။နောက်ဆုံး4ပွဲဆက်နိုင်ထားတယ်။ဒီထဲမှာအင်တာလိုနော်ချန်ပီယံလိဖိုင်နယ်မှာကစားရတဲ့အသင်းမျိုးကို 5C ရှေ့မှာလဲ Reims ကို3-0နဲ့နိုင်ထားတယ်။တီကွန်ကကြတော့ပွဲအလန်းပြတ်သွားတာတော်တော်ကြာသွားပြီ။ဒါ25ရက်9လတုန်းကသူနောက်ဆုံးဆော့ခဲ့တာပါ။ဂျီရိုနာကို 4C နဲ့နိုင်ထားတယ်။ရှေ့မှာ Real Betis ကိုဒါ4-1နဲ့နိုင်ထားတဲ့ပွဲတွေရှိရပေါ့။နှစ်သင်းလုံးကတော့ Current Form လေးကစိုးတော့မစိုးသေးဘူး။ဒါပေမဲ့ PSG ကတော့ပို့ပြီး Impress ဖြစ်ချင်စရာကောင်းပါတယ်။အဲ့ဒီတော့ကျွန်တော်ကတော့ PSG ကို ရွေးချယ်ပေးပါရယ်ကဲနောက်တစ်ပွဲကတော့ Palmeiras နဲ့ Porto ပေါ့နော်ဒီပွဲစဉ်ကကျွန်တော်ကတော့ရှင်းမှပြောသလိုပဲမနက်9:00ခွဲကြီးရှင်ပြိုင်ကစားမှာပါမမိနဲ့နော်တနင်္လာနေ့9:00ခွဲမနက်โอเคအဲ့တော့ဒီပွဲနဲ့ပတ်သက်ပြီးကျွန်တော်အကြောပေးမှုလေးထပ်ပြောခြင်းတယ်တည်တယ်ဆိုရဲအကြောပေးမှုပေးထားပါတယ် Porto ဘလောက်ပဲဥရောပမှာခြေစွာခြေစွာနောက်ပိုင်းယာတီတွေမှာ Porto အဲ့လောက်မကောင်းတော့ဘူး Latin America အသင်းတွေကိုကျွန်တော်တွေကတွားရှော့တွက်လို့မရဘူးနော် Latin America အသင်းတွေကောင်းတယ်ဆိုတော့ Palmeiras တွေ Brazil ရဲ့အသင်းကောင်းတဲ့အသင်းဒါအခု Chelsea ကခေါ်လိုက်တဲ့ Aston Villa mechanism ဆိုရင်ဒါ Palmerus ကကစားသမားအဲ့တော့ Palmerus ဒီလက်ရှိ current form ကြည့်မယ်ဆိုရင်နောက်ဆုံး6ပွဲမှာ4ပွဲနိုင်2ပွဲရှုံးလာတယ်အရေးကြီးတာသူတို့ဘောလုံးပွဲက6လပိုင်း2ရက်နေရာမှာပြတ်ထားတာဗျအဲတုန်းကတော့ Cruzio 2-1နဲ့ရှုံးထားတယ်ပေါ့နော်ဒါပေမဲ့ဘောလုံးပွဲအဆက်သိပ်ပြီးတော့မပြတ်သေးဘူးဂျားထဲမှာသူတို့နှစ်ပတ်လောက်ပဲနာပြီးကန်းရတာပေါ်တူဂါကျတော့အဲ့လိုမဟုတ်ဘူး နေစီယွန်းနဲ့မင်ဒဲရာအသင်းကိုကစားခဲ့တဲ့ဘွဲဟာ၅လပိုင်း၁၆ရက်နေ့တုန်းကကစားခဲ့တာဂျာမန်မှာပွဲအလန်းတော်တော်လေးကွာဝေးသွားပြီအဲ့တော့ကြောင့်အလန်းတိတ်မွေးသေးတဲ့ဒီဘရာဇီးကလပ်ပါမရက်စ်ကိုကျွန်တော်ယုံကြည်တာပို့ပြီးတော့တင့်တော်မလားပေါ့နော်အကျော်ပင်မှုရလည်းနှစ်သင်းလုံးတည်ကြရင်တော့ပြဿနာထူးထူးရှိမနေတဲ့အတွက်ကျွန်တော်ကဒီပွဲစဉ်မှာဆန်ပါရီရဲ့ဖာမရက်စ်အသင်းကိုအားပေးကြပါတယ်ခင်ဗျာကဲနောက်ဆုံးပွဲဘိုတာဖိုကိုနဲ့ CDL Sounders ဒီပွဲကတော့ပြိုင်သက် တိတ်စိတ်ဝင်စားမှုရှိမဲ့ပွဲတော့မဟုတ်ပါဘူး။ Botafogo ကလည်း Brazil ရဲ့အသင်းတစ်သင်း၊ Seattle Sounders နဲ့ American ရဲ့အသင်းကောင်းတစ်သင်းပေါ့နော်။လက်ရှိ current form ကိုကြည့်မယ်ဆိုရင်တော့ Botafogo ကနောက်ဆုံး6ပွဲမှာ4ပွဲနိုင်တဲ့ပွဲတွေတပွဲရှုံးထားတယ်။ပွဲအဆက်ပြတ်မှုမှာတော့ Botafogo ကပူပြတ်တယ်။ဒီ Brazil ကဂျွန်လ9ရက်နေ့မှာသူတို့နောက်ဆုံးကစားထားတယ်။သို့တော့တစ်ဖက်ကမေဂျာလိယာကကြတော့အခုလက်ရှိအချိန်လဲနောက်လျှောက်ကစားနေတုံးပဲ။အခုသူတို့နောက်ဆုံးကစားခဲ့တဲ့ပွဲနှစ်ပွဲလုံးကတော့နောက်လျှောက်ရှုံးနေမှုကြုံတွေ့ထားတယ်။ဇွန်9ရက်နေ့ပွဲတစ်ပွဲ၊ဇွန်2ရက်နေ့ပွဲတစ်ပွဲပေါ့။အဲ့တော့ပွဲအဆက်မပြ က်တာလွဲရင် current form မှာ Seattle Sounders ဒီအနေငယ်ကြောင်ပြောက်နေတယ်ဆိုတော့သဘောမျိုးရှိတယ်။နောက် Vodafone ကကစားသမားကောင်းတချို့ပါတယ်။ Seattle Sounders ကတော့ American ကစားသမားအများစုနဲ့ ပေါင်းဖွဲ့ထားတဲ့အတင်းတင်းဖြစ်တဲ့အပြင်ကျွန်တော်တို့အိမ်ဖြစ်အတင်းထက်မပိုလောက်ဘူးလို့တော့ကျွန်တော်ထင်တယ်ဗျအဲ့တော့ကျွန်တော်အကြောပင်းမှုလေးတွေကိုတစ်ချက်ထပ်ပြီးတော့စမ်းစစ်ကြည့်အောင်အိမ်ရှင်အတင်းတွေကတော့အကြောပြန်ပေးရတယ်ဆိုတော့ကျွန်တော်လက်ရှိချိန်ထိမတွေ့သေးဘူးအင်တာမိုင်ယာမီလည်း LLE ကိုတည်အပြည့်ရှုံအဲ sorry အဲဟုတ်တယ် LLE ကအင်တာမိုင်ယာမီကိုတည်အပြည့်ရှုံပေးတယ်လို့ဒီပွဲမှာလည်း Vodafone က CRS စောင်းနှောင်းကိုတည်အပြည့်ရှုံပေးတယ်အဲ့တော့ bro ဒီပွဲနှစ်ပွဲကိုချိန်လိုက်ရင် ပွင့်လင်းပြောရင်တော့ LLB ဘွဲကတော့နည်းနည်းပြင်းသေးတယ်ကျွန်တော်စ30တုံးကတော့တရေတဝက်ပေါ့နော်အခုပို့ပြီးတော့ပြင်းသွားပြီ Vodafone ကပိုကောင်းတဲ့အသင်းတင်းဖြစ်တယ်လို့တစ်ဖက်က CIA Sounders ကလည်း Inter Miami လောက်တောင်တိတ်ပြီးအဆင်မပြေဘူးအဲ့အတွက်ကြောင့်ကျွန်တော်တွေက Vodafone ကတန်တောင်တန်နေတယ်လို့ပြောလို့ရတယ် Total ကတော့နင်းနိုင်တယ်ဘာကြောင့်လဲဆိုတော့နှလုံးသွင်းမှာတဝက်ပဲရှုံးမှာ Total ကအောက်သွားမှာစီးစီးဒါမှမဟုတ်1စီးအဲ့လို goal reset ပဲရှိနိုင်တဲ့အတွက် Total ကို Under ကိုရွေးချယ်လို့လည်းရတယ်ဒါမဲ့ handicap ရွေးချယ်မှုဖြစ်တော့ကျွန်တော် Brazil club Vodafone ကိုရွေးချယ်ပေးကြပါရခင်ဗျာ။